ဂျီသူနဲ့အင်ဒရာဂျိုစင်ရဲ့အခြေအနေကတော့ထင်ထားတာထက်ပိုမိုဆိုးရွားလာပြီလို့သိရပါဗျ။ဂျီသူရဲ့တမီးဖြစ်တဲ့ဂျီသူဒရာလေးရဲ့တော်တော်အောက်မှာဆိုရင်လည်းဂျီသူဖောက်ပြန်လာတကယ်လားဆိုပြီးတော့လူတွေကလည်းနော်ကလေးလေးကိုစိတ်ထိခိုက်အောင်နော်ဘောင်မီချာရီခါကျတော့ကလေးခမယာမှာအတတော်အောက်တော်ဖြတ်သွားတယ်လို့ကြားသိရပါဗျ။ဆိုတော့ driver ပြင်းဒီဟာပေါ့နော် driver ပြင်းဒီဟာကတော့ဘေးခံပါပဲ driver ပြင်းဒီဟာဟာ အရင်နှစ်ကလည်းမြင့်မြတ်ရေးနောက်ချောင်းတွေကိုအကုန်လုံးခေါ်ရီမြင့်မြတ်ကလည်းမမြင်နိုင်ခဲ့ဘူးအခုတော့ပြည်သူအလှည့်ရောက်ပြီးပြည်သူနဲ့ရှစ်သိမ်းမန်နေဂျာနဲ့ပူးပေါင်းပြီးတော့ကျွန်တော်တို့နော်ဖောက်ပြန်တဲ့ကိစ္စတွေပေါ့နော်အစတုန်းကတော့ကျွန်တော်တို့အင်ဒရာကျော်စင်ဟာလေးပြည်သူအချစ်တော်မင်းသမီးဖြစ်တယ်ပြည်ကကြတော့သူတို့နှစ်ယောက်မှလည်းကောင်းမွန်တဲ့အိမ်ထောင်ကြီးကိုဒီဆောက်ထားပြီးတော့သားရည်သမီးတွေလည်းမွေးဖွားထားဖြစ်တယ်ထွန်းကားထားဖြစ်တယ်ဆိုတော့အိမ်ထောင်ကြီးကတော်တော်လေးကိုချူးမွေ့ပြီးဖြစ်တယ်ဆိုတော့ ူများအင်ထောင်ရေးပြပြတော့အစတုန်းကတော့မပြောဘူးလို့အာနော်သူရုပ်မာခြင်းရုပ်မာလို့ရပါမယ်လေသူတွေနဲ့နှုတ်လုံးခဲ့တယ်ပေါ့နော်အခုချိန်မှာတော့ဒါပြည်သူဟာဆိုရင်ပဲဒေါ်လာရေးမာလေဟိုဒစီတဆောင်ကနေလေးဘာမှလည်းမပါဝင်တော့ဘူးဒါကျွန်တော်တို့စီကောင်စီကနေပေးတဲ့ပထမဦးဆုံးတော့ Academy ဆုလို့တင်းမြောက်ကသွားပြီးတော့တူတက်ယူခဲ့ကြရပေါ့နော်ဆိုတော့ writer ပြင်းတရားကတော့ပြပကနေနေပြီးတော့အမေရိကန်နိုင်ငံကနေနေပြီးတော့ကျွန်တော်တို့ အတော်လိုင်းမှာပါဝင်နေပေါ့ဒါကြောင့်မလို့ဒရိုက်တာပြင်းတရားကချိမရတော့ပဲနဲ့အခုတော့မပြောမဖြစ်เนาะကျွန်တော်ပြောလိုက်ခဲ့ပြီလည်းဖြစ်ပါတယ်ပြောလာခဲ့ပြီလည်းဖြစ်ပါတယ်ဆိုတော့အခုချိန်မှာအင်ဒရာဂျော်ဆင်ရဲ့ပြည်သူအကြီးအကျယ်ကိုပြသနာတက်နေတယ်တို့နှစ်ယောက်ရဲ့ကိစ္စတွေကတော့ပြည်သူဖောက်ပြန်နေဆိုရိကိစ္စတွေကသာသမီတွေထိပါရဲခက်လာတာဖြစ်တဲ့အတွက်အာကျွန်တော်ကြားထဲမှာတော့တော်တော်လေးကိုစိတ်မကောင်းဖြစ်စေတယ်ပေါ့เนาะအာပြည်သူတွေကလည်းပြည်သက်တွေကလည်းပြည်သူဖောက်ပြန်နေတာတကယ်လားဆိုပြီးတော့ ွားပြီးတော့မေးမြန်းနေကြပြီလည်းဖြစ်ပါတယ်ဒီကိစ္စရင်းပတ်သက်ပြီး Andrew Johnson ကတော့ interview ရှိဖို့တော့ညှင်းဆိုထားတယ်ဆိုတော့မရဖြစ်လာမလဲဆက်လက်ဆောင်ကြည့်အောင်ပါဗျာတရားယုံကြည်တော့မရောက်ပါစေနဲ့မရောက်ကြပါစေနဲ့เนาะ